မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့ဆောင်းမရှင်လာဆိုးဝေရဲ့အာဆီယံဘက်ကဒီတစ်ကြိမ်ဘာတွေထူးခြားလာတယ်လဲဆိုတဲ့ဆောင်းပါဖြစ်ပါတယ်အထပ်ပါမေကွန်းကိုအားလုံးကစိတ်ပြက်လက်ပြက်နဲ့ဒီတစ်ချိန်လေးမေးလာကြမိမှာတေချာပေါက်ပင်ဖြစ်တယ် အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဤမြန်မာနှင့်ပတ်သက်၍၎င်း၏လှုပ်ဆောင်ချက်များအလားအလာကောင်းနေသည်ကိုရှင်းရှင်းဝေအောင် ပြောဆိုသွားခဲ့ပါသည်။သို့တော်လည်းအ धिक ကြသည့်အရေးတစ်ခုဖြင့်ထွက်ပေါ်လာသည်ကမြန်မာနိုင်ငံအတွက်အာဆီယံအထူးတန်တမန်ကိုရခင်ကလိုအလှည့်ကျမဟုတ်တော့ဘဲအမြဲတမ်းခန့်အပ်သွားတော့မည်ဟုတညညွတ်ထဲဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်ပါသည်။ဤသည်ကလည်းကာလကြာမြင့်စွာကတည်းကလှုပ်တင်လှုပ်ထိုက်သည့်လှုပ်ရည်လည်းဖြစ်ပါသည်။ ဥက္ကဋ္ဌအဖြစ်အလှကျတာဝန်ယူရသည့်နိုင်ငံမှတဦးဦးသည်အထူးတန်တမန်ဖြစ်လာမည်။၎င်းတို့သည်သက်ဆိုင်ရာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒပေါင်းတဲမှသာလှုပ်ရှားကြ၍ဘရူနိုင်း၊ကမ်ဘောဒီးယား၊လာအိုတို့၏ဟန်ပြအယောင်ဆောင်လုပ်ရများနှင့်အချိန်ကုန်သွားခဲ့ရပါသည်။အင်ဒိုနီးရှား၏အာဂျိုမန်တဲ့ဆောင်ရွက်ခဲ့မှုများသည်လာအိုလက်ထက်တွင်ရပ်တန့်သွားခဲ့ရသည်။ယခုအမြဲတမ်းတန်တမန်အား၃နှစ်တက်တန်းဟုကြီးမန်းထားပါသည်။ ီသူကိုရွေးချယ်ရမည်ကို မသိသေးတော့လေထို့သောခန့်အပ်ရန်ကံကွက်မဲ့သူမရှိသဘောတူလာခြင်းသည်မြမအရေးဖြည့်ရှင်းရန်အရေးတကြီးလိုအပ်လာပြီးဆိုသည်ကိုအလုံးကတညညွထဲလက်ခံလိုက်ခြင်းဖြစ်ပြီးတော့မယောင်လိုင်းလုံးမည်ဆိုသောရွေးကောက်ပွဲမှဘာမှဖြစ်လာမည်မဟုတ်ဟုယုံကြည်နေကြသောကြောင့်လည်းအထင်ရှားတွေ့လာရခြင်းဖြစ်ပါသည် အမြဲတမ်းတရမအနေဖြင့်နှစ်ပတ်စလုံးနှင့်တိုက်ရိုက်ဆက်သွယ်ဆွေးနွေးရန်တာဝန်ရှိလာပါသည်လက်ရှိတွင်အနဝါအီဗာဟင်ဒီငလျင်ကိုအကြောင်းပြု၍နှစ်ပတ်စလုံးနှင့်တက်ကြွစွာထိတွေ့ဆက်ဆံနေတော်လဲမင်းအောင်လိုင်အားကွာလာလမ်ပူတို့ဖိတ်ကြားရန်အထီတော်မျက်နှာပြောင်မတိုက်ရဲပေတနည်းအားဖြင့်ဆိုတော့မင်းအောင်လိုင်ဟာရက်ွက်ထဲကဘယ်အိမ်တွင်ပင်အလှလှုပ်လှုပ်ဖိတ်ကြားမခံရဘဲဝေကောင်းစားလာဝေပြီးအလူအိမ်ရှိရာသို့ကြော့ကြော့မော့မော့သွားနေသူများကို ိမ်ထဲမှချောင်းကြည့်နေရသည့်ဘဝဖြစ်နေ၍တနည်းလျင်နှစ်ကြိမ်မျှစိတ်ဆင်းရဲကြီးစွာခံစားနေရသူဖြစ်ပါသည်မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်သည်ဇွန်လတဲ့တွင် နေပြည်တော်သို့သွားပြီးဆေးရုံဆူနှင့်ဆွေးနွေးမိဟုသိရပါသည်၎င်း၏ပြောရာအင်ဒိုနီးရှား၏အာချေတွင်လည်းဆူနာမီဖြစ်ပြီးနောက်အလုံးဇွဲဝိုင်းရှိရာရောက်လာကြ၍မြန်မာတွင်လည်း ငလင်တန်ခံထားရ၍ထို့သို့ဖြစ်လာလိမ့်မည်ဟုယူဆကြောင်းထုတ်ဖော် ပြောဆိုခဲ့ပါတယ်။သို့တော်လည်း၎င်းရင်ဆိုင်ရမည်လူများကကဘာတွင်မြည်သည့်နေရာတွင်မှတွေ့ရမည်မဟုတ်သည့်တရမရဲစီးနေသူများဖြစ်နေသည့်ဆိုသည့်ကိုသိရှိထားဖို့မရသေးဟုယူဆရပါတယ်။အာဆီယံနေဖြင့်မြန်မာအားအချက်၅ချက်ကိုမလိုက်နာဟုဆိုကအဖွဲ့ဝင်ပြမရက်ဆိုင်ခြင်းသို့မဟုတ်လဲအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့အားဖိတ်ကြား၍ဆွေးနွေးမည်အစရှိသည့်ဖိအားများပေးမည်ဆိုကား ၎င်းတို့အဖို့လည်းယခုလိုအဆက်ရနိုင်စရာအကြောင်းမရှိတော့အာဆီယံဒီလည်းတရုတ်ကမြောက်ဖက်ချမ်းတွင်စေရေးတန်တမာရေးအရာကြွတားများထုတ်ပြလာပြီးဖြစ်၍မြန်မာပြည်အင်အားကြီးနိုင်ငံများအားပြန်ရကစားဝင်းကြီးအဖြစ်ရောက်မသွားမီတခုခုလုံးမှဖြစ်မည်ဆိုကလောက်လာပုံ ရသည်ဟုနီကီအေရှားတွင်ရေးသားထားပါသည်အာဆီယံသည်မြောက်လိုင်းလုံးမီရွေးကောက်ပွဲနှင့်ပတ်သက်၍ဘုံရည်တီချက်ထွက်ပေါ်လာရန်ဆွေးနွေးဆဲဟုသိရပါသည် လေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ကမူမဲဆန္ဒရှင်တစ်စိတ်တစ်ပိုင်းသာပါဝင်နိုင်ပြီးရွက်ကပွဲမျိုးလှုပ်၍အကျိုးထူးမြီမဟုတ်ဟုမှတ်ချက်ချခဲ့ပါတယ်၎င်းတို့ဘက်ကမကြွားသေးသေး၍နိုင်ငံတကာကလည်းနေသာတပလညာကားဟုသဘောထားနေမိတာဖြစ်ပါတယ်ဒီခုအခါစရုပ်စုကိုမတိမတာထောက်ခံပေးနေသည့်ထိုင်းသည်လည်းမြမဘချန်းတွင်ကရင်မျိုးသားတမကသည်တဖြည်းဖြည်းနှင့်စရေးအရာအသာသည်ရလာနေသည့်အိမ်မဆိုးကြီးနှင့်ရင်ဆိုင်လာရပြီဖြစ်ပါတယ် ကရင်စစ်မျက်နှာသည်ပဲခူးအေယာဝတီတနင်းသာရီမွန်ပြည်နယ်များတွင်လွန်စွာအေးပါနေသည်ဟုအေယာဝတီသတင်းကဆိုပါသည်။စစ်အုပ်စုသည်၎င်းတို့ရှိသမျှအင်အားများကိုစုစည်း၍ရခိုင်ချင်းကချင်ရှမ်းမြောက်ကရင်နီကရင်ပြည်နယ်များနှင့်နိုင်ငံအလဲပိုင်းတွင်အလူအလဲတိုက်ခိုက်နေရပြီဖြစ်ပါသည်။မဲအောင်လိုင်းနှင့်ပေါင်းပါများကတော့အတိုင်းပြည်ကိုဖြစ်ချင်တာဖြစ်တရုတ်လက်ထိုးဝှက်ရလည်းမမှုတော့ ကိုယ့်ရဲ့မိသားစုအသက်ထက်ဘယ်ရာကုန်များဂယုဆိုင်နေအောင်မြည်ဟုယူဆနေခြင်းတွင်၎င်းတို့ကိုပံပိုးပေးနေသူများနေဖြင့်စဉ်းစားဖို့လိုအပ်လာပါသည်။တကူတဲ့မရမဲ့မိကွန်ကမရောက်နိုင်တို့ဘက်ကအနိုင်ရမည်လားအနိုင်ရမည်ဆိုကလည်းနောက်၅နှစ်လား၁၀နှစ်လားတိုင်းပြည်ဖူးဖူးညံ့ညက်ကြေးပြီးမှလားဆိုသည့်ကိုမညာတမ်းမေးရတော့မည်ဖြစ်ပါသည်။ယခုထိလည်းအောင်ပွဲဟူ၍မမြင်ရ၎င်းတို့ကိုထောက်ခံနေသည့်တို့ ချိုထွန်းအောင်လို့ယောရှုဝသက်စင်းရသည့်အန်ဒရယ်ကြီးလည်းရှိနေပါတယ်။သူအတွက်မိမိအတွက်တမကအတိုင်းပြည်အတွက်ပါအန်ဒရယ်ဘေးလာနေသူများကိုအဘဲကြောင့်ဆက်၍ပံပိုးနေတဲ့တနီးဆိုတီကိုနှစ်ဖူးပေါ်လက်တင်ပြီးစဉ်းစားကြရတော့မယ်ဖြစ်ပါတယ်။ပြည်သူတို့ဤတရားတော်တော်လှန်စေမုတ်ချအောင်ရမည်။ဆောင်းမရှင်လာဆိုးဝေး